ဟုတ်ကဲ့မနော်ကျွန်တော်တော့နောက်လေးဆုံးချင်တဲ့အစီအစဉ်ပုံမှန်တစ်စက်နဲ့ရှိခင်မဖြစ်ပါတော့ဒီနေ့ dissipation နဲ့ဒီလိုလေးပါဗောနော်တရုတ်မှာဗောနော်ဘီလင်းနဲ့ချီမျှော်လေးကိုဘလို့မွေးမြူပြီးစားသုံးကြလဲဆိုတဲ့ရုပ်တင်လေးကိုတော့အဲ့ဒါလေးကိုဒီချက်တော့ကြည့်လဲနော်တရုတ်မှာဘီလင်းနဲ့ချီရဲ့မျှော်လေးကိုဘလို့မွေးမြူစားသုံးကြတယ်လူတွေဘာလို့ကြောက်စရာပေါင်းနဲ့မျှော်ဆောင်ရင်ပေါ့ဖန်းချီပြီးမွေးမြူကြလဲဆိုတာစဉ်းစားမိရတာကျော်ရိုးစိတ်သွားစီတဲ့မျှော်လေးကလူသားတွေနဲ့အတူနေဆိုင်လာတာနှစ်ပေါင်းထောင်ချီရှိနေကြပါတယ်မျှော်လေးကလည်းဘလို့အကျိုးအမြတ်တွေရရှိနိုင်တယ်ဆိုတာကြည့်လိုက်ကြအောင် မဲလိုက်ပြီးတော့မှမြောင်းအမားကချီအကျွဲနေနဲ့ဥတွေကိုဥလိုက်ပါရင်တစ်ခါဥရင်28ပေါက်ကနေ136ပေါက်တိဥလိုက်ပါရင်မြောင်းရဲ့အဓိကစားစရာပါခေဥဖက်ကြီးနဲ့တရိတ်ဆန်ခွေးပါခေဥဖက်ကြီးဆိုတာရှာပွေးရလွယ်ကူပြီးဟာရပြေးဝတာကြောင့်မြောင်းအတွက်အသင့်တော်ဆုံးစားစရာဖြစ်ပါရင်မြောင်းပေါင်တစ်ထောင်ကတပတ်ကိုခူပက်ကြီး20ကီလိုလောက်စားပေါ်တယ်ရေတန်းစင်ပေါ်လိုအပ်ပါရင်မြောင်းကန်နေအောင်နေအောင်ရတဲ့နေရာမှာတည်ရှိရပြီးကန်ကို3မီတာအကျဲ10မီတာအနက်အဖြစ်နေရာပေါ်မူတည်ပြီးတည်ဆောက်ရပါရင် ကန်တန်ရှိကားမျိုးတွေကိုပို့ပြီးကျမ်းမာဖို့အတွက်အထောက်အကူပေးပါတယ်။ချောင်းမွေးရဲ့ရေးပြတောက်ပွားတဲ့အရောင်ရှိတဲ့အကျမ်းမာဆုံးမျိုးတွေကိုမျိုးပွားဖို့အတွက်ရွေးချယ်ကြပါတယ်။ရွေးရောင်မျိုးတွေပိုင်းရွေးစားကကစဲကနေ7စင်တီမီတာလေးရှိပြီး6လကနေ7လကြိုင်ရွေးရောင်လာကြပါတယ်။ပြီးရင်နောက်မျိုးတွေကိုနေနံမောအတွက်တစုထိုးရပါတယ်။ဒီလိုမျိုးတွေကတတိအတော်ရှိကြတာပါပဲ။ကျွန်တော်ကဆိုရင်ဒါတွေကိုမြင်လာတဲ့နေ့စိတ်ညစ်လာပါပါ။ ညောင်ချောင်းတွေကကြီးနိုင်ရင်ကျောင်းဆရာကောင်းပေမဲ့အဟာရပေးွားတဲ့အစားအစာတွေဖြစ်ပါရင်ဒါအပြင်တရုတ်စီးပွားမှာလည်းရေးကြီးရဲ့ရှင်းလေတမျိုးဖြစ်ပါရင်ဒါကတော့တရုတ်ပြည်ရဲ့တန်းချီနေတဲ့မြှောက်ထုတ်လေလုပ်ငန်းစဉ်ဖြစ်ပါရင်ကြံမဲထုတ်လို့ရင်ကြံမဲဟာစင်ဝင်စားဖို့အကောင်းဆုံးကြံမျိုးစေဖြစ်ပါရင်နှစ်စဉ်တန်းချီနေတဲ့ကြံမဲတွေကိုရှိတော့ဟာရှာမာရင်မကပဲတကဘာလုံးမှာပါစားသုံးနေကြပါရင်နှစ်စဉ်ကြံမဲကီလိုဂရမ်တန်းတရာလောက်ကိုထွက်လို့နေပြီးခေါင်းပေါ်တဲ့အသားကွက်လက်တီရဲ့နောက်ွယ်မှာလိုအပ်ချက်တွေရှိနေပါရင် ကြမဲထုတ်လို့ရဟောင်းဥကနဲ့စာချိန်အကောင်ပေါ်ပြီးအကောင်ပေါ်ကလေးတွေကတော့ပုံမှန်အဝါရောင်ဖြစ်ပါတယ်။ကြမဲနေဟောင်းအကောင်ပေါ်လာကလေးကမစာရင်စာကိုပိုတိုင်းရှာစားတက်ပြီးနှီးခုံမှုဂိမ်းကြတာကြောင့်လင်းလင်းမင်းမြန်မျိုးခွားချီးပြင်းလာနိုင်ပါတယ်။ကြမဲတို့ကျမရဲ့အတွက်ယောဂကာကွယ်နိုင်အောင်ကာကွယ်ဆေးထိုးနိုင်ပြရပါတယ်။ဒါမှကြမဲလေးတွေဟာကြက်ချင်ထဲမှာအနာရောဂါခင်းစင်ပြီးပြပြရှည်ရှည်နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ဘဝရဲ့စေထုတ်ခြင်းဟာကျမရဲ့အတွက်တည်းမကပဲကျမတို့ရဲ့အနာဂတ်လာပဖို့အတွက်ပါရည်ကြီးပါတယ်။ အရေးရောပြီးတော့ကြံမဲတွေဟာရှားပါရုံနဲ့မကပဲတခြားအရေးသွေးတွေလည်းအများကြီးရှိပါတယ်။ကြံမဲဟာရလာရှိပြီးပရိုတင်း၊ဗီတာမင်နဲ့သတ္ထုအဖြစ်တွေအများကြီးပါဝင်ပါတယ်။မိသားစုစားဖို့နဲ့ထိတ်တဲဆောက်လောက်ဆိုင်ကြီးတွေမှာအာဟာရပြည့်ဝတဲ့ကြံမဲဟာထိတ်တဲရင်းချင်ကြဖြစ်ပါတယ်။ကြံမဲရဲ့အတွက်အစားအစာကိုလည်းမျှကြအောင်ဒေချာပြင်ဆင်ပေးရပါရင်အစာတစ်ခုချင်းစီတိုင်းကိုကြံမဲကြီးထွားဖို့အာဟာရရှိစေရုံနဲ့မကပဲအသားရလာကောင်းစေဖို့ကိုပါထည့်သွင်းစဉ်းစားရပါရင်အစားအစာကနေတဲ့စဉ်ယောဂါကာဝယ်ပြီးအမွေးရည်သွေးကြိုတက်လာအောင်ရေစာအကြီးဆုံးခေလောက်ကျွေးမွေးရပါရင် ကြံမွေးမွေးသူတွေကဥုံတုံးမြင်ပါတဲ့အတွက်ကြံမွေးမျိုးထုံးသွားပါကိုမပူရသလိုကြံမွေးမွေးသူတွေအတွက်လည်းအချိုးမြန်မြန်ပြကြံပါရင်ဒါကြောင့်လည်းမွေးမွေးလုံကမ်းမှာကြီးစွားနှုံတည်နေပြီးဥုံတုံးမြင်ပါရင်ကြံမဲလေးကိုအများဆုံးရေးချေတာကြောင့်ကြံမဲရောင်ကျေုပ်ဘီရယ်နဲ့ထိုင်းနိုင်ငံလိုရဲ့ထိတ်တန့်ဖက်ကုန်ဖြစ်ပါရင်ကြံမဲဟာရလာကောင်းတဲ့နိုင်အောင်သားဖြစ်တာကြောင့်တမိုးကြီးအတားအဖြင့်စားောက်ဆိုင်ကြီးတွေနဲ့ပွဲတော်ရဲတွေမှာတင်ခင်းကြပါရင်ကျမရဲ့ဈေးကလည်းငွေဥကျင်သားရဲ့ဆိုင်ပိုးပြီးဈေးကြည့်ပါရင်ကျမေကိုကျမရဲ့အတွက်လည်းစားသုံးချက်ပါရင် ကျမဲကိုကျမရင်းနေပင်ပါအစာအဖြစ်တင်မကစေးဖြစ်ပါမြင်ကြပါရယ်ဒီလိုကစေးပင်ရပါကျမဲဟာခွန်အားဖြစ်စီပြီးသွေးအားကောင်းစေတယ်လို့ယောဂါဖာဝယ်နိုင်တယ်လို့ယုံကြည်ကြပါရယ်ဒါကြောင့်ကျမဲဟာကြောညာအားကောင်းနေရဖြစ်ပါရယ်ဖဝတဲ့ဆင်းကိုမြောက်ခင်ကျမဲပေါ်တက်နဲ့ရှင်းရှင်းပြင်ဆင်ရပါရယ်ရောင်းစုံဆင်းကတော့အမွှေးနှုတ်ချေပါအမွှေးနှုတ်ရမှာသားကိုမထိခိုက်အောင်လည်းပတ်နေတဲ့ဆင်းရင်ပေါ်မှာရောဘာခေါင်းနဲ့ခင်းကြီးစွာဖုတ်တိုင်ပြီးအမွှေးတွေကတော့ပုံစင်ကြီးကြောင်ရှင်းနေအောင်လှုပ်ပေးရပါရယ်နောက်ဆုံးမှာတော့ကျဲကောင်ဂျင်းစီကို quality ထင်းထင်းပညာရှင်တွေကအသေးစိတ်တွေလာပြီးယောဂဒဏ်ရာရှိမရှိကိုစစ်ဆေးပါရယ် ကျိုင်းပေါင်ကျင်းစီအတင်းကင်းပြီးအစားအစာဆက်လုပ်နေနေပြီဆိုမှ ထုတ်ဖိုးဖျန့်ချီရဲ့စီကိုပို့ဆောင်ပါရင်ကျသားကိုလေယာဉ်နဲ့ထုတ်ဖိုးခြင်းစနစ်နဲ့ထုတ်ဖိုးရပါတယ်ဒီနည်းလမ်းကအောက်ဆီဂျင်ကိုဖိရှားလိုက်တဲ့အတွက်ဂရီနီယာပေါက်ဖွားမှုကိုဓာတ်ဆင်းနေပါတယ်ဒီနည်းလမ်းနဲ့ထုတ်ဖိုးမှုကစားကြရကိုကြာရှည်ခံစေရုံနဲ့မကပဲလက်ဆက်နေစေပါတယ်ဖက်ဝဲပြီးတော့ရင်တော့အသားကိုထုတ်ဖိုးရနေတက်တန်းကုန်မဲနဲ့စားသဖြင့်အသေးစိတ်ရိမ့်မှတ်ထားပြီးဖျန့်ချီဖို့အတွက်တစ်တာရဲကိုထည့်ရပါတယ်ဒီကနေ့ကနေမှတစ်တာရဲကိုထည့်ပြီးအသားကြာရှည်ခံအောင်တည်တည်တတ်တတ်ဖျန့်ချီရပါတယ် ခင်ဗျာဒါရီကတရုတ်နိုင်ငံနော်လူတွေထူးထူးနော်ထူးထူးစစဝင်းမြူပြီးတော့စားသုံးကြတဲ့ပြည်သူတွေဖြစ်ပါဆိုအစုံနဲ့ကြည့်ပြီးတဲ့ Twitter အားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့ဗီဒီယိုလေးနေ့တင်ပြပုံမှန်စက်ပြီးတော့ Pilot YouTube Channel လေး Subscribe နဲ့ Subscribe လုပ်ကြပါဦး